ထိုင်းနိုင်ငံမှာရှိတဲ့ထောင်တွေကနေလူရဲစစ်မြန်မာနိုင်ငံသား48ဦးကိုမြန်မာနိုင်ငံကော်တောင်မြို့ကိုပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။ထိုင်းတောင်ဝင်ရှိသူတွေကနိုဝင်ဘာ9ရက်နေ့မှာထိုင်းနိုင်ငံရန်တောင်မြို့ကနေမြန်မာနိုင်ငံကော်တောင်မြို့ကိုပြန်လည်လွှဲပြောင်းပို့ဆောင်ရာတောင်ဝင်ရှိသူတွေကလက်ခံခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံကိုသွားရောက်နေထိုင်အလုပ်လုပ်ကြရကနေအကြောင်းအမျိုးမျိုးနဲ့ထိုင်းနိုင်ငံရဲ့တည်ဆဲဥပဒေတွေကိုကျွန်းလွန်လို့အပြစ်ဒဏ်ကြားခံရပြီးလူရဲစစ်လွတ်မြောက်လာသူတွေဖြစ်တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံသားအမျိုးသား34ဦးအမျိုးသမီး14ဦးစုစုပေါင်း48ဦးပါဝင်ပြီးရန်နောင်းမြို့အခြေဆိုင်အလုံသမားတန်အရာရှိကရန်နောင်းလောက်ဝကအချုပ်ကနေကော့တောင်းမြို့ကိုခေါ်ဆောင်လာပြီးလွှဲပြောင်းအနှံခဲ့တယ်လို့သိရပါတယ်။ထောင်လွတ်နေရပြန်တွေကိုခရိုင်နဲ့မြို့နယ်တောင်ဝင်ရှိသူတွေကလက်ခံကြိုးဆိုခဲ့ပြီးနဝရက်အင်္ဂစားယုံကိုခေါ်ဆောင်ပြီး COVID-19 နဲ့တခြားကိုဆက်ရောဂါတွေရှိမရှိစစ်ဆေးတာသက်ဆိုင်ရာကာကွယ်ဆေးတွေထိုးနှံပေးတာကိုရင်းအချက်လက်တွေရယူတာ CDM ဝန်ထမ်းတွေ ဖဝရန်ထုတ်ခံထားရသူတွေစစ်ပြေးရေပြေးရဲဘက်ပြေးတရခန့်ပြေးအမြင့်မဲစည်းရင်းဝင်သူတွေနဲ့နိုင်ငံသားတွေရောနှောပါဝင်လာခြင်းရှိမရှိစစ်ဆင်းခဲ့တယ်လို့သိရပါဗျ။မတ်ပုံတင်ရှိသူတွေကိုစမတ်ကပ်ပြုတ်လုပေးတာမတ်ပုံတင်မပြုတ်လို့ရသေးသူတွေကိုမိမိတို့ဒေသမှာပြုတ်လုနိုင်မှုစီစဉ်ပေးတာတွေပြုတ်လုပေးပြီးတဲ့နောက်ဒေသခံတွေကိုလာကြိုးသူမိဘဆွေမျိုးတွေထံအနှံပေးပြီးဒေသခံမဟုတ်သူတွေကိုနေရပြန်နိုင်မှုမော်တော်ယာဉ်တွေစီစဉ်ပေးခဲ့တယ်လို့သိရပါဗျ။